မောင်းနှင်းပါယေရှုနာမအားဖြင့်မင်္ဂလာမနက်ခင်းလေးပါလို့အားလုံးကိုနှုတ်ခွန်းဆက်သပါတယ်ဒီကနေ့အားဆိုလို့ရှိရင်တော့ခုနလပိုင်းပထမအဦးဆုံးဝင်စားတဲ့ပထမအဦးဆုံးတရရရဲ့မနက်စောစောဖြစ်ပါတယ်ပုံမှန်ကျွန်တော်တို့တရားဒေသနာကို ခံယူနေကြညီကိုမောင်မတွေအားလုံးသိမယ်ထင်ပါတယ်အဲ့ဒါကတော့လဆင်လတန်းရဲ့ပထမဦးဆုံးဝင်စားတဲ့တရက်မှာအားလုံးအတွက်ဆုတောင်းကောင်းကြီးပေးနေကြဖြစ်ပါတယ ။ဒါကြောင့်ဒီကနေ့မနေ့မှလည်း6လပိုင်းပြီးခဲ့တဲ့6လပိုင်းတလလုံးအတွက်ကျေးဇူးတော်ချီးမွမ်းပြီးမှအခုဝင်စားမဲ့9လပိုင်းတလလုံးအတွက် အားလုံးအတွက်ဆုတောင်းကောင်းကြီးပေးမှဖြစ်ပါတယ်။စက္ကပ်ဆုတောင်းပေးမှဖြစ်ပါတယ်။ဒါကြောင့်ဆုတောင်းတန်ကိုတေချာနားထောင်ပြီးတော့မှယုံယုံကြည်ကြည်နဲ့အာမင်ထူတော်ပါဆုတောင်းတန်နေအားလုံးအားလုံးဟာတင်နဲ့တင်းမိသားစုအပေါ်မှာတက်ရောက်တော်မှာဖြစ်ပါတယ်ဆုမတောင်းခင်မှာကြမ်းချက်တစ်ချက်လေးဖျောက်အောင်ပါ တုတ်တန်ကျန်ခန်းကြီး16အငယ်3ကိုပြုတော်အမှုတို့ကို ထောက်ရဖျား၌အလောတို့ပြုလင်သင်အကြံစီတို့တည်တည်ကြလိမ့်မည်ညီကိုမောင်မတို့တမာကျင်းစာထဲမှာဖျားသခင်ကကျွန်တော်တို့ကိုအတန်တန်ဂတိတော်ပေးထားတယ်အဲ့ဒါကတော့ကိုပြုမဲ့လုံမဲ့အရာအလုံးအလုံးကိုဖျားသခင်လက်တော်ထဲမှာအနံပါတဲ့ အဲ့ဒီလိုအနံ့မဲ့ဆိုရင်တဲ့ဖယားသခင်ကတင်းရဲ့အကြံစီကိုအောင်မြင်ခြင်းခွင့်ပေးမယ်တဲ့အာမင်ဒါကြောင့်ခုနလပိုင်းမှာတင်ဘာလုပ်မယ်လို့စီစဉ်ထားပါတယ်လေအဲ့ဒီအစီအစဉ်အားလုံးအားလုံးကိုအခုကျွန်တော်နဲ့အတူတူစုတောင်းဆက်ကပ်ကြည့်ပါစုတောင်းတန်ကိုတေချာနားထောင်မှာအာမင်ထူတော့ပါတင်ရဲ့အကြံစီရှိသမျှအကုန်လုံးထမြောက်ပါလိမ့်မယ်အတူတူကစုတောင်းကြပါစို့ကောင်းကင်ဘိုလ်ခြေထောက်ရမြတ်စွာဘုရားကျေးဇူးတင်နေ ခုနလပိုင်းတရက်နေ့မနက်စောစောအထိဝင်စားခွင့်ရတဲ့အတွက်ကျေးဇူးတော်ကုန်တော်ပေါင်းကိုချီးမွမ်းပါတယ်။အမောင်ညမှာကိုတော်ဖျားအကောင်းဆုံးအိတ်ဆက်အနာယူခွင့်ရစေဒီတော်မှာကတာယာရောမနက်ခင်းမှာနှူထခွင့်ရတယ်။တလလုံးကို ကျွန်တော်တို့ပြန်လဲစမ်းစစ်မယ်ဆိုရင်နှူထလာတဲ့မနက်တိုင်းမနက်တိုင်းမှာအသက်ရှင်ခွင့်ရဒီတော်မှာကအသက်ရှင်တော်မုံမြတ်တော်တန့်ရှင်တော်နှုတ်ကပတ်တော်မြတ်ကိုအမြဲတမ်းမနက်တိုင်းအခမဲ့ကြားနာခံယူခွင့်ရခဲ့တယ်။ ဂျေဇူရောကုံတော်ပေါင်းကိုချီးမွမ်းပါရကိုတော့ကျွန်တော်ကျမတို့ကိုဒီကနေ့တိုင်အောင်အသက်ရှင်ခွင့်ပေးနေတာမှာကဖယားသခင်ရဲ့နှုတ်ကပတ်စကားကိုမနဲ့တိုင်းကြားနာခွင့်ပေးတဲ့အတွက်ကျွန်တော်တို့ကိုတုံတင်ပေးတဲ့အတွက်ကျွန်တော်တို့လမ်းပြပေးတဲ့အတွက်ကျွန်တော်တို့ဆုံးမတဲ့အတွက်ဂျေဇူရောကုံတော်ပေါင်းကိုချီးမွမ်းပါရကိုတော့6လပိုင်းဟာကြော်လွန်ခဲ့ပါပြီ။ဒါကြောင့်6လပိုင်းတလလုံးကိုတော်ဖျားပို့ဆောင်ကောင်းကြီးပေးတဲ့အတွက်ကြောင့်ဂျေဇူရောကုံတော်ပေါင်းကိုချီးမွမ်းပါရတယ်။ ဟုတ်ပါတယ်ကိုတော့6လပိုင်းဒီကျွန်တော်တို့တော်လို့တက်လို့ကြော်ဖြက်လာတာမဟုတ်ပါဘူးဖယားသခင်ကိုတော်တိုင်ကျွန်တော်တို့နဲ့အတူပါရှိပေးလို့အေမာနွေလဖယားသခင်ကျွန်တော်တို့နဲ့အတူရှိပေးတဲ့အတွက်ကြောင့်ဂျေဇုတော်ဂုံတော်ပေါင်းကိုချီးမွမ်းပါတယ်6လပိုင်းတလားလုံးဟာကျွန်တော်တို့အတွက်ကောင်းကြီးဖြစ်စေတဲ့အတွက်ဂျေဇုတော်ချီးမွမ်းတယ်6လပိုင်းတလားလုံးကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြော်လာတဲ့တလားလုံးကိုကြည့်မယ်ဆိုရင်ကျွန်တော်ဖြားခဲကောင်းဖြားခဲမယ်တို့ပေမဲ့ကျွန်တော်ဒီကနေ့တိုင်အောင်ကျမ်းမာနေတဲ့အသက်ရှင်နေတဲ့ ကျွန်တော်တို့စိတ်ညစ်ကောင်းစိတ်ညစ်ခဲ့မယ်ငိုခဲ့ကောင်းငိုခဲ့မယ်ဒါပေမဲ့ဒီကနေ့တိုင်အောင်ကျွန်တော်ကိုယ်တော်ရှိတော်မှမှဝမ်းမြောက်ခြင်းခွင့်ရတယ်ငြိမ်သက်ခြင်းခွင့်ရတယ်ဟာလေလုယာဂျေဇုတော်ကုန်တော်ပေါင်းကိုချီးမွမ်းပါတယ်ကိုတော်6လပိုင်းတလလုံးကိုလှည့်ကြည့်မယ်ဆိုရင်ကိုတော်ရှိတော်မှမှကျွန်တော်ဝန်ခံစရာရှိပါတယ်ကိုတော်ကျွန်တော်6လပိုင်းတလလုံးမှာကျွန်တော်တို့အားနေခဲ့တာတွေရှိပါတယ်ကိုတော်ဟုတ်ပါတယ်ကျွန်တော်အာပြောမာတာတွေဆိုမာတာတွေ တွားမာတာတွေလာမာတာတွေစဉ်းစားမာတာတွေတွေးခေါ်မာတာတွေကျွန်တော်တို့ကိုထိလက်ရောက်သူတပားကိုပြစ်မာတာတွေကျွန်တော်အသွေးစိတ်နဲ့သူများကိုပြစ်မာတာတွေဖယားသခင်ကိုပြစ်မာတာတွေအများကြီးရှိပါတယ်ကိုတော့ဒီအပြစ်များအားလုံးကိုအခုချိန်မှာကျွန်တော်ကိုတော့ရှေ့တော်မှာဝန်ချတောင်းပန်ပါတယ်အခုဆုတောင်းတန်ကိုနားထောင်တဲ့သူတွေအားလုံးအားလုံးအတွက်လည်းဆုတောင်းဝန်ချပေးပါတယ်သူတို့အားနဲ့ချက်အပြစ်များအားလုံးအားလုံးကိုကိုတော့ခွင့်လွှတ်ပေးပါ ခွင့်လွတ်ပေးမယ်လို့ယုံကြည်ပါတယ်ဘာလို့လဲဆိုတော့တမာချင်းစာထဲမှာကျွန်တော်တို့ကိုဂတိတော်ပေးထားတယ်ကျွန်တော်တို့အပြစ်ကိုကျွန်တော်တို့ဝန်ခံပြီးတော့မှကိုရောရှိတော်မှာမှနောင်တနဲ့ပြန်လာမယ်ဆိုရင်ကိုရောဒီကျွန်တော်တို့အပြစ်ရှိသမျှကိုခွင့်လွတ်မယ်လို့တမာချင်းစကားဂတိတော်ရှိတဲ့အတွက်ယေရှုတော်ဂုံတော်ပေါင်းကိုချီးမွမ်းပါတယ်။ဒါကြောင့်ကိုရောခွင့်လွတ်ပြီလို့အကျွမ်းမဲ့ယုံကြည်ဝန်ခံပါတယ်။ခွင့်လွတ်တဲ့အတွက်ယေရှုတင်တယ်ကိုရောဆက်လက်ပြီးတော့မှကိုရောဖျားအခုကျွန်တော်ဝင်စားမဲ့ခုနှစ်လပိုင်းတစ်လလုံးအတွက်လက်တော်ထဲမှာအနံ့ပါတယ် ခုနလပိုင်းတလလုံးဒီကျွန်တော်တို့ဘာဖြစ်မလဲဘာကြုံမလဲအာဘယ်လိုဖြစ်ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့မသိဘူးတို့ဝိမဲ့တမာချင်းစာနှုတ်ကပတ်တော်ရဲ့တုံတင်ချက်အရာကျွန်တော်တို့လှုပ်မဲ့အရာကျွန်တော်တို့ကြော်ဖြစ်မဲ့အရာကျွန်တော်ဖြစ်ပြမဲ့အရာကိုဖယားသခင်လက်တော်ထဲမှာအံ့နံမယ်ဆိုရင်ဖယားသခင်ဒီကွယ်ကာလိမ့်မယ်ကောင်းချီးပေးလိမ့်မယ်ကျွန်တော်ရဲ့အကြံစီကိုအောင်မြင်ခွင့်ပေးမယ်လို့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့သိရပါတယ် ယေရှုတော်ကုန်းတော်ပေါင်းကိုချီးမွမ်းပါれဒါကြောင့်သခင်ယေရှုခရစ်တော်နာမအားဖြင့်အခုဆုတောင်းခံနေတဲ့သူရောကျွန်တော်အပါဝင်ဒီခုနလပိုင်းတလလုံးကြော်ဖြတ်ရမယ့်အရာကိုကိုတော်လက်တော်ထဲမှာအနုအညွတ်အနံပါれကိုတော်တန်ရှင်သောဝိညာဉ်တော်ဒီအတူပါရှိပေးလေကောင်းကြီးပေးပါလှုပ်လေရာ၊ကင်လေရာမှာအစ30အစ60အစ100ကောင်းကြီးမင်္ဂလာဖြစ်စေပါကိုတော်ဖျားခုနလပိုင်းမှာကြာရောက်မဲ့မွေးနေ့ရှင်တွေအတွက်လည်းယေရှုနာမနဲ့ဆုတောင်းပေးပါれ။ ဒီကနေ့တိုင်အောင်ကိုတော်ဖျားသူတို့ကိုအသက်ရှင်ခွင့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းတယ်။မွေးနေ့ကနေစပြီးတော့မှနေ့ရာချီတိုင်အောင်ကိုတော်ကျမ်းမာခြင်းပေးပါ၊ငြိမ်သက်ခြင်းပေးပါ၊ဖျားကိုတာ၍ချစ်သက်တော်သားသမီးဖြစ်ခွင့်ပေးပါ။ဟာလေလုယာကျွန်တော်တို့ကိုဖျားသခင်ဖန်ဆင်းပေးပြီးတော့မှဒီကဘာမှာမွေးလာခွင့်ပေးတယ်ဆိုတာကိုလည်းအမြဲတမ်းအောက်မေ့တတိယတတ်တော်သားသမီးများဖြစ်စေပါ။ ကျေးဇူးတော်ချီးမွမ်းနေဒါကြောင့်ခုဆုတောင်းခံနေတဲ့သူရောကျွန်တော်ဆုတောင်းနေတဲ့သူတွေအတွက်ပါတခါတဲ့ကိုတော်ဖျားရှိတော်မှာမှာထပ်မံဆုတောင်းပါရယ်ယေရှုနာမအဖြစ်လဲဝန်ခံပါရယ်ခုနှစ်လပိုင်းဒီကျွန်တော်တို့တာ၍ဖျားစကားနားထောင်တော်လာဖြစ်တယ်ဟာလေလုယာခုနှစ်လပိုင်းဒီကျွန်တော်တို့အတွက်တာ၍ဖျားတရားမှာပေးလူပါဝင်နိုင်တဲ့လာဖြစ်တယ်ဟာလေလုယာခုနှစ်လပိုင်းဒီကျွန်တော်တို့ အလုတ်တာ၍ကြိုးစားပြီးမှကောင်းကြီးအစ30အစ60အစ100ခံစားရမယ်လဖြစ်တယ်လို့ယေရှုနာမနဲ့ဝန်ခံတယ်။ဟာလေလုယာ။ခုနလပိုင်းဒီ6လပိုင်းထက်တာ၍ကျမ်းမာတော့ငြိမ်သက်တော့ချမ်းသာတော့လဖြစ်တယ်လို့ယေရှုနာမနဲ့ဝန်ခံတယ်။ဟာလေလုယာ။ခုနလပိုင်းဒီကျွန်တော်တို့ဖခင်သခင်ရဲ့စကားကိုအကောင်းဆုံးနားထောင်ပြီးအကောင်းဆုံးအသက်ရှင်နိုင်တော့လတလဖြစ်တယ်လို့ယေရှုနာမနဲ့ဝန်ခံတယ်။ဟာလေလုယာ။ခုနလပိုင်းဒီကျွန်တော်တို့အတွက် အကျွေးတွေအားလုံးကြည်တယ်လားခုနလပိုင်းဒီကျွန်တော်တို့အတွက်တာရွေလူတွေကိုချစ်တတ်တယ်လားခုနလပိုင်းဒီကျွန်တော်တို့တာရွေဖခင်သခင်အမှုတော်မြတ်မှာပါဝင်တယ်လားခုနလပိုင်းဒီကျွန်တော်တို့အတွက်တာရွေခန္ဓာစိတ်ဝိညာဉ်မှာ ကောင်းကြီးအရှံပယ်ဖြစ်တယ်လားဖြစ်တယ်လို့ယေရှုနာမနဲ့ဝန်ခံတယ်ဟာလေလုယာယေရှုတော်ကုံတော်ပေါင်းကိုချီးမွမ်းပါれကိုတော့အခုဆုတောင်းနေတဲ့အချိန်မှာဖြားနာနေတဲ့သူရှိမယ်ဒါကြောင့်ဖြားနာနေတဲ့သူလည်းယေရှုနာမနဲ့ဆုတောင်းပေးပါれ အခုဆုတောင်းလိုက်တာနဲ့ကိုရောရဲ့တကိုးတော်ဒီတို့ရဲ့ဖြားနာတဲ့အနာကိုလက်တော်နဲ့တို့လေတတပျောက်ကင်းခွင့်ကိုရစေတော်မူပါတတပျောက်ကင်းပြီလို့လည်းယေရှုနာမနဲ့ဝန်ခံပါတယ်အခုဆုတောင်းနေတဲ့ခါမှာဆုတောင်းခံနေတဲ့သူတွေတို့ရဲ့နှလုံးသားမှာတီးတိုးဆုတောင်းနေတဲ့အတန်ကိုလည်းကိုရောဖြားနာညောင်းပေးပါ ကိုရောတို့အခက်ခဲပေါင်းမြောက်များစွာ ကြုံနေတဲ့သူရှိကောင်းရှိမယ်။ဒါကြောင့်ယေရှုနာမအားဖြင့်တို့အတွက်ဆုတောင်းပေးပါတယ်။ဒီခုနလပိုင်းဒီအခက်ခဲပြဿနာအလုံးအလုံးပြည်လေတဲ့လဖြစ်တယ်လို့ယေရှုနာမအားဖြင့်ဝန်ခံပေးပါတယ်။ဂျေဇုတော်ကောင်တော်ပေါင်းကိုချီးမွမ်းပါတယ်ကိုတော့ တလားပြီးတလားကိုတော့ပို့ဆောင်တယ်ခုနလပိုင်းအထိပို့ဆောင်တယ်ခုနလပိုင်းတလားလုံးကိုလည်းကိုတော့လက်တော်ထဲမှာအနံ့တယ်ကျွန်တော်ကျမတို့စုတောင်းတန်ဒီမပြည့်စုံပါတို့ပေမဲ့ကိုတော့ဖျားဒီအရာခတ်သိင်းကိုတိမြင်ပြည့်စုံတဲ့ဖျားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စုတောင်းမရောက်တဲ့နေရာစုတောင်းမားတဲ့နေရာကိုလည်းကိုတော့ခွင့်လွတ်ပေးလက်စုတောင်းမပြည့်စုံတဲ့အရာများကိုလည်းကိုတော့ဖြစ်စေပေးပါမိကြောင့် အရာခတ်သိန်းကိုစုတောင်းအနံတဲ့ခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်စုတောင်းဆက်ကအနံကြပါလိဖာဗျာသခင်အာမင်